လူဘူးတို့ရဲ့တရား၁၅မှုကိစ္စကအခုဘလို့ဖြစ်သွားပြီလဲ အားလုံးမင်္ဂလာပါလူဘူးတို့ကဆိုရင်တော့ပရီးမီးယားလိရဲ့ဘန်နာရေးစီမင်းချူဖောင်းမှုနဲ့အပူပေါင်း135မှုနဲ့ဆော့ချက်တင်ခံထားရတာတော်တော်လေးကြာမြင့်နေပြီလေဖြစ်ပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလမှာစတင်ခဲ့ပြီးတော့ပြီးခဲ့တဲ့2024နိုဝင်ဘာလကျမှကြာနာမှုတွေစတင်ခဲ့ပါတယ်။လူဘူးတို့ကဒီဘန်နာရေးချူဖောင်းမှုတွေကို2008ခုနှစ်ကနေ2019ခုနှစ်အတွင်းကျူးလွန်ထားခဲ့တယ်လို့သိရပါတယ်။အပူပေါင်း135မှုတို့သာဘလုံးပိသက်တွေကနှုတ်ကြိုးသွားကြပါမယ်။အမှန်တကယ်တရားရင်ဆိုင်ရတဲ့အမှုတွေအတွက်က130ကျော်ထိရှိခဲ့ပါတယ်။လူဘူးတို့ရဲ့အမှုတွေအတွက်တရားသူကြီး3ဦးပါ ါဝင်တဲ့ကော်မရှင်အဖွဲ့ဖွဲ့ပြီးတော့ကြားနာခဲ့ရတာဖြစ်သလိုနှစ်ဖက်စလုံးရဲ့လျှောက်လဲချက်တွေနဲ့ဆယ်ရကြာထိကိုကြားနာခဲ့ရပါတယ်။ကြားနာမှုတွေပြီးမှနောက်ဆုံးရေးယူမယ်ဆုံးမဲ့ချက်ချပန်းရမှာဆိုပေမဲ့အခုချိန်ထိကိုပုံမလာသေးပါဘူး။ဇာတုံးကပြီးခဲ့တဲ့ရာသီကုန်မှာနှုတ်ဘူးရဲ့135မူကျော်ဆုံးဖက်ချက်ထွက်လာလိမ့်မယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့တကယ်တမ်းမှာတော့ဘာမှဖြစ်မလာခဲ့ပါဘူး။အခုဆိုရင်ကြားနာမှုတွေပြီးသွားခဲ့တာတနည်းမိပါထိကိုရှိလာခဲ့ပြီးမှာပရိသတ်တွေကလည်းနောက်ဆုံးဆုံးဖက်ချက်ကိုသိချင်နေကြပါပြီ။လူသူပင်စကုတ်သွင်းဖန်တွေကနှုတ်ဘူးဘလို့ရေးယူခံမလဲဆိုတာနဲ့ပတ်သက်ပြီးတော့သိချင်နေကြ ကြတာဖြစ်ပါတယ်။တကယ်လို့နိုဘူးတို့သားအပြစ်ရှိကြောင်းစုံစမ်းတင်ရှိခဲ့မယ်ဆိုရင်တော့ဘယ်လိုအရေးယူခံရနိုင်မလဲဆိုတဲ့ထင်ကြီးတွေလည်းထပ်ပေါ်နေပါတယ်။အပေါ်ရုံစုံအနေနဲ့ကတော့အမှရောပြစ်တန်နဲ့ဒန်ဂျီလောက်ကနေစတင်မှာဖြစ်ပြီးတော့အမြင့်ဆုံးအနေနဲ့ကတော့ပရီးမီးယားလီးဂ်ကနေပါအောက်တန်းလီးဂ်ကိုတန်းဆင်းရနိုင်လေရှိနေပါတယ်။နိုဘူးတို့ဘက်ကတော့သူတို့ဘာပြစ်မှမလုပ်ထားဘူးဆိုတဲ့အကြောင်းကိုယုံကြည်မှုအပြည့်ရှိနေပြီးတော့ပရီးမီးယားလီးဂ်နဲ့အတိုင်းတရားရင်ဆိုင်မှုအတွက်ထိတ်တန့်ရှိနေတယ်လို့ပါငားရင်ထားပါတယ်။နိုဘူးတို့ရဲ့အမှုအတွက်နောက်ဆုံးဆုံးဖြတ်ချက်ထွက်မလာရတဲ့အကြောင်းရင်းကနောက်ကိုရရှုပ်ထွေးနေတဲ့အခြေအနေတွေကြောင့်ဆိုပြီးတော့ကျောင်းကျင်သူတွေကခံမ န်ထားကြပါတယ်။မူရီအတွက်များတဲ့အပြင်တစ်ဖက်ကလည်းနူဘူးလိုအင်အားကြီးအသင်းဖြစ်နေတဲ့အတွက်တာဝန်ရှိသူတွေအနေနဲ့ကင်တွေရခတ်တဲ့အခြေအနေမျိုးမှာရှိနေတာဖြစ်ပါတယ်။အာဇာလောကရဲ့စီးပွားရေးပိုင်းမှာတွန့်ကျင်တဲ့ဒေါက်တာပလန်လီဆိုသူကနူဘူးလိုဘလို့အရေးယူခံရနိုင်တယ်လဲဆိုတာကိုခန့်မှန်းသွားခဲ့ပါတယ်။ဒေါက်တာပလန်လီကတော့နူဘူးလိုအနေနဲ့ပြင်းထန်တဲ့အရေးယူမှုတွေချမှတ်ခံရနိုင်ရောရှိမှာမဟုတ်ဘဲနဲ့အမရောပြစ်တံနဲ့ဒန်ဂျီလိုလောက်နဲ့ပဲပြီးသွားနိုင်တယ်ဆိုပြီးတော့ခန့်မှန်းသွားခဲ့ပါတယ်။တကယ်လည်းနူဘူးလိုရဲ့နောက်ခံအင်အားနဲ့ငွေကြေးအင်အားတို့ကြောင့်ပြင်းထန်တဲ့အရေးယူမှုတွေကိုအကြုံတွေ့ရဖို့ရောရှိမှာမဟုတ်ပါဘူး။လူမျိုးပေါ်ရတဲ့ ဲ့ပြစ်ဒဏ်လေးချမှတ်ဖို့တော့တော်တော်လေးအချိန်ကြာသွားလို့ရှိနေပါတယ်။အဲကြောင့်လူမှုတွေအမှုပေါင်း135မှုကမိုးဆိုးမလေးခင်းကလို့စံမျောကြီးနေနေပဲဆက်ရှိနေလို့မှာဖြစ်ပါတယ်။စုံလေးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။